ုဖုံးထဲမှာရှိတဲ့ဓာတ်ပုံ PDF ဖိုင်များနဲ့အမျိုးမျိုးသောဖိုင်တွေကိုဖြတ်လိုက်မိတာပဲဖြစ်ဖြစ်ဖုံးပြောက်သွားတာပဲဖြစ်ဖြစ်အဲ့ဒီဓာတ်ပုံ PDF ဖိုင်တွေကိုပြန်ယူလို့ရအောင်တင်ထားတဲ့နည်းလမ်းလေးတစ်ခုကို DPDF ထဲမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါမဆလာဆောင် YouTube Channel နဲ့ Facebook Page ကနေပြန်လေးကြိုဆိုပါရစေ။ဒီနေ့ DPDF ထဲမှာမိတ်ဆွေတို့ကိုပြန်လေးမျှဝေပေးသွားမယ့်နည်းလမ်းလေးကတော့ကျွန်တော်တို့ရဲ့ဖုံးထဲမှာရှိတဲ့ဓာတ်ပုံ PDF ဖိုင်များနဲ့အမျိုးမျိုးဖိုင်တွေ ဖြတ်လိုက်မိတာပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့ဖုန်းကပျောက်ဆုံးသွားတယ်ပဲဖြစ်ဖြစ်အဲ့ဒီဓာတ်ပုံ PDF file တွေကိုပြန်ယူလို့ရအောင်စနစ်တကျတင်ထားတဲ့နီလန်လေးတစ်ခုကို DVD ကိုထဲမှာမိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့စိတ်ဝင်စားရဲဆိုရင်ဗီဒီယိုကိုဆုံးအောင်ကြည့်ရှုတွားနိုင်ပါတယ် ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနီလိုင်းကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာလိုအပ်တဲ့ software လေးတစ်ခုကိုအရင်ဆုံး download ဆွဲယူထားရမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းထဲမှာ download ဆွဲယူထားရမယ့် software လေးကတော့ Google Photo software လေးပဲဖြစ်ပါတယ်။ပြီးရင်ဆုံး Play Store ထဲမှာတွားပြီးတော့ Google Photo ရိုက်ရှာပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာ download ဆွဲယူလိုက်ပါ Okay Google Food တို့လိုရိုက်ချလိုက်ရင်ကိုဒီမှာဒီ icon link နဲ့မိတ်ဆွေတို့မြင်ရမှာဖြစ်ပါတယ်။ download ဆွဲယူလိုက်ပါ Google Food ဆော့ဝဲထဲကိုဝင်သွားလိုက်ပါ။ကျွန်တော်တို့ဖုန်းထဲကဓာတ်ပုံဗီဒီယို file တွေကို byte upload ပြီးတော့တင်ထားဖို့အတွက် Gmail account တစ်ခုကတော့မဖြစ်မနေလိုပါတယ်။အဲ့တော့ကျွန်တော်တို့အဲ့ဒီ Gmail account ကိုရွေးဖို့အတွက်ဆိုလို့ရှိရင်တော့အပေါ်နားလေးက profile icon ရှိတဲ့နေရာလေးမှာတစ်ချက်နှိပ်ပေးလိုက်ပါ။ တပ်ပုံဗီဒီယိုဖိုင်တွေကို backup လုပ်ပြီးတော့တင်ထားမဲ့ Gmail အကောင့်ကိုရွေးချယ်နိုင်ပါတယ်။ကဲကျွန်တော် Gmail အကောင့်ကိုရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဖုန်းထဲမှာရှိတဲ့တပ်ပုံဗီဒီယိုဖိုင်များနဲ့အမျိုးမျိုးဖိုင်တွေကို backup လုပ်ပြီးတော့ဒီ Gmail အကောင့်ထဲမှာတင်ထားဖို့အတွက်ဆိုလို့ရှိရင်တော့ Google Photo ထဲကနေပြီးတော့တိုက်ရိုက်မြင်နေရတဲ့တပ်ပုံဗီဒီယိုဖိုင်တွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီထဲမှာ ကလောက်ပုံစံမိုးတိမ်ပုံစံလေးမပို့ထားတဲ့ဟာဒီဆိုလို့ရှိရင်တော့ကျွန်တော်တို့ backup လုပ်ထားတဲ့ဓာတ်ပုံဗီဒီယိုဖိုင်တွေမဟုတ်သေးပါဘူးဒီထဲမှာကလောက်ပုံစံပေါ့နော်မိုးတိမ်ပုံစံလေးပို့ထားတဲ့ file တွေဆိုလို့ရှိရင်တော့ DKK photo ထဲမှာကျွန်တော်တို့ back upload ပြီးတော့တင်ထားတဲ့ double video file တွေဖြစ်ပါပြီ။ဘုံသိမ့်ပုံစံပို့ထားတဲ့ double video file တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲက gallery file တွေထဲမှာတွားဖြတ်လိုက်တယ်ဆိုရင်တော့မှကျွန်တော်တို့ DKK photo ထဲမှာ Google photo ထဲမှာဝင်ပြီးတော့ပြန်လာယူလို့ရတယ်ပြန်လာကြည့်လို့ရတယ်ပေါ့နော်။ကဲဆိုတော့ကျွန်တော်တို့ blue back upload ထားမယ်ဆိုတာလေးကိုဆက်ကြည့်လိုက်ရအောင်။တပုံချင်းစီကိုရွေးချယ်ပြီးတော့ back upload ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ backup လုပ်ထားခြင်းနဲ့ပုံလေးကိုလက်ညှိုးလေးနဲ့ဖြီးလိုက်ပါပြီးတော့တော့ဒီဖက်အောက်နာလေးမှာ backup ဆိုတဲ့အားလေးပေါ်လာမှာဖြစ်ပါတယ် backup ကိုနှိပ်ပေးလိုက်ပါဒါဆိုရှင်တော့သူ backup လုပ်နေတာဖြစ်ပါတယ် backup လုပ်တာပြီးသွားတဲ့အချိန်ကိုစောင့်ပေးလိုက်ပါ backup လုပ်ပြီးတော့တင်ထားတဲ့အချိန်မှာဆိုရင် wifi နဲ့လောက်တာပို့ပြီးတော့အဆင်ပြေနိုင်ပါတယ် ကဲအခုဒီမှာမိုးတိမ်ပုံလေးပုံနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပဲ upload တော့ပြီးတော့ဖြစ်ပါတယ်ဓာတ်ပုံ video file တွေကိုတလားချင်းစီကိုရွေးချယ်ပြီးတော့ပဲ upload တွေနည်းကိုပြန်ပြီးတော့ပြုတ်ပြောက်ပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အပေါ်ဆုံးသားလေးကဒီအပေါ်ဆုံးသားလေးကအမှန်ချစ်ကလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအောင်သားလေးကပဲ app ကိုနှိပ်ပေးလိုက်ပါဒီနေ့အတိုင်းပဲကျွန်တော်တို့အောက်ဖက်ကိုဆင်းသွားပြီးတော့မှလွန်ခဲ့တဲ့လတွေတုန်းကဓာတ်ပုံ video file တွေကိုဒီလိုရွေးပြီးတော့အကုန်လုံးကို back upload ထားနိုင်ပါတယ် โอเคဒါတော့ကျွန်တော်တို့လာစင်ရိုက်ကူပြီးတော့တင်ဆက်ထားတဲ့ဓာတ်ပုံ video file တွေကိုလာစင်အလိုက် backup လုပ်ပြီးတော့တင်ထားတဲ့နေလမ်းဖြစ်ပါတယ်။โอเคနောက်ဒုတိယ need ခုကိုပြင်ပြီးတော့ကြည့်လိုက်မယ်။ခုဖုန်းထဲက wifi တောင်မှမဟုတ် internet data ဖွင့်လိုက်တာနဲ့ဖုန်းထဲမှာရှိရှိတမျှဓာတ်ပုံ video file တွေအကုန်လုံးကဒီ cookie photo ထဲမှာကို auto backup လုပ်ပေးထားအောင်ဖွင့်နေနေလမ်းလေးကိုပြင်ပြီးတော့ကြည့်မယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့အပေါ်နားလေးက profile ထဲကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ တွန်း on back up ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကဲဒီထဲမှာဆိုလို့ရှိရင်ကို back up လုပ်ထားမယ့် Gmail account ဟုတ်မဟုတ်တေချာလေးပြန်ရွှေ့လိုက်ပါတော့မဟုတ်သေးဘူးဆိုလို့ရှိရင်တော့ Gmail account ကိုပြန်ပြောင်းလိုက်ပါကို backup လုပ်ထားမဲ့ Gmail account မှန်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဖက်နားလေးက turn on backup ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါ။ကြည့်ရဆိုလို့ရှိရင်တော့အပေါ်နားလေးကဒီ profile icon နားလေးမှာ များကိုအပ်လုဒ်လုပ်ထားတဲ့ပုံစံလေးပြပေးနေနေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ desktop video file တွေကိုအကုန်လုံးကိုပေါ့နော် auto ပဲ upload ပေးနေတာဖြစ်ပါတယ်အခုကျွန်တော်ကတော့ internet data ဖွင့်ပြီးတော့ backup လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ internet data မပိတ်မချင်းတူအောင် auto backup လုပ်နေမှာဖြစ်ပါတယ်အခုရဲ့ဖုန်းထဲမှာရှိတဲ့ desktop video file တွေကိုအတိုင်းတာတစ်ခုနဲ့ auto backup လုပ်ထားခိုင်းချင်နေပေါ့နော် limit ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံနာလေးက icon လေးတစ်ခုချက်နှိပ်လိုက်ပါ ဝက်ဖိုင်နေရာမှာကိုတစ်ချက်နှိပ်လိုက်ပါအပေါ်နားလေးကစက်တင်ကိုတစ်ချက်နှိပ်လိုက်ပါမိုဘိုင်းဒေတာ usage နေရာမှာတစ်ချက်နှိပ်လိုက်ပါပြီးတော့တော့ဒီနားလေးမှာ unlimited ဒီနေရာမှာကိုပြောင်းပြီးတော့ထားပေးလိုက်ပါပြန်ထွက်လိုက်မယ်ပြီးတော့ကျွန်တော်ဒီထက်ကနေထွက်လိုက်မယ်ကြည့်ဒါဆိုရင်အခုအတူ backup လုပ်တာ ဖိုင်ဘလောက်ဘလောက်ထိရှိသွားပြီဆိုတာကိုဒီနေရာမှာအခုလိုပြပေးနေမှာဖြစ်ပါတယ်ဗျနော်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Devon Video ဖိုင်တွေကိုအခုလို Auto Backup လုပ်တာပိတ်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီနေရာထဲမှာကျွန်တော်ပုံနာလေးက Backup is on နေရာဒီနေရာမှာကို upload ပြီးတော့ပြန်ပိတ်ထားနိုင်ပါတယ်ဒါဆိုလို့ရှိရင်တော့ပိတ်သွားမှာဖြစ်တယ်ဗျနော် Auto Backup ဟုတ်ပြန် ွင့်မယ်ဆိုလို့ရှိရင်လည်းငကူထရအတူရောက်ရှိတဲ့နေရာနေပြီးတော့ auto backup ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ်။ခုဖုန်းထဲမှာရှိတဲ့ဒီ WP video file တွေကို auto backup အကုန်လုံးလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုဖုန်းထဲမှာရှိတဲ့ WP video file တွေကိုဖြတ်လိုက်လို့ရပြီပေါ့နော်။ဖြတ်လိုက်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Google Photo ထဲမှာဝင်ပြီးတော့ကို backup လုပ်ထားတဲ့ WP video file တွေကိုပြန်လာကြည့်လို့ရတယ်လို့ download ပြန်ဆွဲယူလို့လည်းရပါတယ်။ ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့ဒီ Google Photo backup လုပ်ထားတဲ့ Gmail account ကိုတော့ကျွန်တော်တို့ပျောက်သွားလို့မရဘောเนาะ Gmail account email password တွေကိုကျွန်တော်တို့တိထားဖို့လိုပါတယ် Okay ဒီညမှာမိတ်ဆွေတို့ကိုတခုသတိပေးထားချင်တာတော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Dropbox video file တွေကိုဒီ Google Photo ထဲမှာ backup လုပ်ပြီးတော့တင်ထားမယ်ဆိုလို့ရှိရင်ဒီ Google Photo ကနေပြီးတော့ပေးထားတဲ့ GB က 15GB ပဲ free ပေးထားတာဖြစ်ပါတယ်သူပေးထားတဲ့ 15GB ိသွားပြီဆိုလို့ရှိရင်တော့ထပ်ပြီးတော့ back up လုပ်ပြီးတော့တပ်ပုံဗီဒီယိုဖိုင်တွေကိုတင်ဆက်လို့ရှာမှာမဟုတ်ပါဘူးအခုဆိုလို့ရှိရင်ကျွန်တော်အသုံးပြုထားတာ 15GB ရနေပြီးတော့ကျွန်တော်သုံးထားတဲ့ GB ကတော့ 8.3GB ရှိသွားဖြစ်ပါတယ် 15GB ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်တပ်ပုံဗီဒီယိုဖိုင်တွေကိုဒီ Google Photo ထဲမှာထပ်ပြီးတော့တင်ထားလို့ရတော့မှာမဟုတ်တော့ပါဘူးတကယ်လို့မိစေတို့ထပ်ပြီးတော့အသုံးပြုချင်တယ်ဆိုလို့ရှိရင်တော့ဝယ်ပြီးတော့တုံးလို့ရပါတယ်မဝယ်ချင်ဘူးဆိုလို့ရှိရင်လည်းကိုမလိုအပ်တဲ့ ဘိတ်အပ်လုပ်ထားတဲ့ Depot Video File တွေကိုဒီ Google Photo ကနေပြီးတော့ဖြတ်လိုက်လို့ရပါတယ် delete လုပ်လို့ရတယ်ပေါ့နော်အဲ့လိုလုပ်ပြီးတော့မှလိုအပ်တဲ့ Depot Video File တွေကိုပဲဒီညမှာ backup လုပ်ပြီးတော့တင်ထားပါအများကြီးတုံ့ပြုလို့ရပါတယ်တောင်းတိုင်းအောင်ဆိုလို့ရှိရင်စင်ကား GP ကမပြပါဘူး video file တွေ file size တွေအရင်ကြီးတယ်ဆိုလို့ရှိရင်လည်း GP တွေပြည့်လွယ်မှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ဒီ Google Photo အတုံးပြုတဲ့ညီလမ်းလေးကိုတချို့တွေ့လောက်ကတော့မိတ်ဆွေတို့တပုတ်ပေါက်ပြီးလို့ထင်ပါတယ် အထုံးကျူးတဲ့နီလန်းနေရာတော့နောက်ထပ်အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့လူအပ်တဲ့ဟာလောက်ပဲကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးတော့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like and share များလုပ်ပေးတော့နိုင်ပါတယ်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာတွေရှင်လဲ comment ရေးပြီးတော့မေးမြန်းထားနိုင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုတွေမှပြန်ပြီးတော့ဆုံချရအောင်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ